ျမရဲ့ experience လေးဖြစ်တယ်ဒီအကြောင်းအရာလေးကိုကျမမျှဝေပေးမယ်ပေါ့နော် so yeah အားလုံးလိုပဲကျမဒီလည်း english လေးလာနေတဲ့သူတယောက်ပဲကျမဒီလည်း english ကိုကြိုက်နှစ်သက်တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ bay accent ကြိုက်လဲဆိုရင်တော့ကျမဒီအားလုံးရေပန်းစားတဲ့ topic ဖြစ်တယ်ပေါ့ရေပန်းစားတဲ့လူတိုင်းလူကြိုက်များတဲ့အရာဖြစ်တယ် british accent နဲ့ american accent okay အဲ့နှစ်ခုစလုံးကိုကျမကြိုက်တယ်အဲ့နှစ်ခုစလုံးလည်းကျမလေ့လာတယ် you know like British နဲ့တွေ့ရင်လည်းကျမစကားပြောနိုင်တယ်။သူပြောတာလည်းကျမနားလဲတယ်။ American နဲ့တွေ့ရင်လည်းကျမစကားပြောနိုင်တယ်။သူပြောတာလည်းနားလဲ။ဒါပေမဲ့ကျမအဲ့မှာဘယ်လို experience ဖြစ်ခဲ့လဲဆိုလို့ရှိရင်ကျမရဲ့ဒီ conference တခုကိုကျမသွားပြီးတော့ join နေပေါ့နော်။ join တဲ့အခါမှာဘာဖြစ်နေလဲဆိုတော့အဲ့ဒီ conference မှာစကားပြောတဲ့ speaker ကဘာဖြစ်နေလဲဆိုအိန္ဒိယကဖြစ်နေတယ်။အိန္ဒိယကဖြစ်နေတော့အိန္ဒိယလူမျိုးပေါ့နော်။ဆိုတော့ဒါပေမဲ့ကျမတို့ဒီ conference မှာသူပြောမယ့်အကြောင်းအရာဒီ English လို့ပြောမှာဖြစ်တယ်။ဆိုတော့ကျမလည်း join လိုက်တယ်။ Okay. join လိုက်ပြီးတော့သူပြောတာကိုကျမစပြီးတော့နားထောင်နေအချိန်မှာကျမကဘာဖြစ်လဲဆိုတော့ဘလို့မှအဆင်မပြေဘူးကျမတို့။ဘာဖြစ်လဲဆိုတော့ကျမဒီ British နဲ့ American ကိုကျမတေချာလေ့လာပြီးတော့တေချာသဘောပေါက်တယ်။ဒါပေမဲ့ဒီ Indian accent နဲ့သူ English ကိုပြောတဲ့အချိန်မှာကျမ တော်တော်လေးကိုနားလေဖို့တော်တော်လေးစူးစမ်းခဲ့ရတယ်ဒါကျမရဲ့လွန်ခဲ့သော၄၅နှစ်လောက်က experience တခုပေါ့နော်လွန်ခဲ့တဲ့၅နှစ်လောက်ကဖြစ်လိမ့်မယ်ဆိုတော့ကျမလည်းတေချာတော့ဟာမမမီတော့အချိန်တိကျထားပါတော့ဗောနော်၄၅နှစ်လောက်ကကျမအဲ့ဒီ experience ကိုကြုံခဲ့ရတယ်အဲ့ဒီအချိန်မှာကျမအဲ့ conference မှာသူပြောတဲ့အကြောင်းအရောကျမစိတ်ဝင်စားလို့ join ခဲ့ပါတော့လေသူပြောခဲ့တဲ့ accent ဒီ it's not american accent it's not british accent it was indian accent you know အဲ့တော့ကျမဘာဖြစ်လဲဆိုတော်တော်လေးကိုနားလည်ဖို့ကျမတော်တော်စူးစမ်းခဲ့ရတယ်ဒါပေမဲ့သူ့ရဲ့ဒီ presentation slide လေးတွေသူ conference ဖြစ်တဲ့တည်းကသူပြောပြတဲ့ presentation slide တွေကိုကျမတေချာကြည့်ပြီးမနေစူးစမ်းပြီးတော့ like ပြီးတော့လေ့လာခဲ့ရတယ် experience မျိုးကျမမှာရှိခဲ့ဘူးတယ်ဆိုတော့ဒီ experience ကို base လုပ်ပြီးတော့ကျမဒီအဲ့နေအဲ့အခါမှာသဘောပေါက်လိုက်တာ oh ငါ english ကိုလေ့လာရတဲ့အခါမှာ british နဲ့ american ကြီးပဲငါလေ့လာလို့မရတော့ဘူးငါဒီသဘောပေါက်လိုက်တာပေါ့နော်ငါဒီတွေ့ရမယ့်လူမျိုးတွေဒီအများကြီးရှိတယ်ဆိုတော့အဲ့ ခါမှာငါဒီ British နဲ့ American ကိုပဲလေ့လာနေမယ်သူတို့ပြောတာတွေပဲနားလည်နေမယ်ဆိုရင်ငါအပြင်မှာတကယ် communication ကိုအဆင်ပြေပြေလုပ်နိုင်မှာမဟုတ်လောက်ဘူးအဲ့လူမျိုးကျမအတွေ့ဝင်သွားခဲ့တယ်။အဲတကယ်လုပ်ငန်းခွင်မှာအလုပ်လုပ်တဲ့အခါကြလို့ရှိရင်လေကျမပြောပြတာပေါ့နော်။ So British နဲ့ American accent နဲ့ပဲကျမတို့ကတွေ့ရမှာမဟုတ်ဘူးလေ။ So India ကလူနဲ့လည်းတွေ့မယ်။ So အဲ့အခါမှာကျမအဲ့နေမှာအဲ့အခါမှာသဘောပေါက်လိုက်တဲ့အခါမှာဘာဖြစ်လဲဆိုအဲ့ရနေစပြီးတော့ကျမဘာဖြစ်လဲဆိုလို့ရှိရင် English လို့နာမည်တက်လိုက်ပြီးဆိုရတယ်။ Okay British နဲ့ English ပဲ American နဲ့ English ပဲနောက်ပြီးတော့ Indian နဲ့ English ပဲအကုန်လုံးဘယ်နိုင်ငံဘယ်လူမျိုးဘယ်ဒေသကပဲဖြစ်ဖြစ် English လို့ပြောတဲ့ accent တွေကိုငါနားလည်အောင်ကြိုးစားမယ်ဆိုရဲအတွေ့အကြုံမှာဝင်လာခဲ့တယ်